ဒေါ်လာလေးပြောသွားတဲ့စကားလေးကိုရှိတယ်ရှိတယ်ကိုကြီးကလည်းမနိုင်တော့ဘူးအဲ့လိုမျိုးဖြစ်သွားတယ်ဆိုတော့ ားလုံးမင်္ဂလာပါကျွန်တော်တို့ Extreme Passion Gaming Season 4 Episode 2ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ host Justin ပဲဖြစ်ပါတယ်ကျွန်တော်က host ရပါကဲကျွန်တော်တို့ Extreme Passion Gaming ဆိုတာကတော့ကျွန်တော်တို့ချစ်တဲ့ gaming ပေါ်မှာ YouTube တဲ့ passion တွေကိုချပြရကျွန်တော် podcast တစ်ခုပဲဖြစ်ပါတယ်ကဲတော့ဒီနေ့ငါတို့ပြောမယ့်အကြောင်းကဘာဖြစ်မလဲကဲတော့ဒီနေ့ပြောမယ့်အကြောင်းအရာလေးကတော့เนาะမင်းကလည်းပြောထားတဲ့ဟာပေါ့လေနော်မင်းကဘာပြောထား ော် expanding river လေဟော expanding river နဲ့ချိန်ထားတာဟဟလား expanding river နေပြီးတော့မှ first starter ကိုလာ join တဲ့အဟာတွေနော်အထူးသဖြင့်တော့အခုတလောမှာရန်ခစ်စားနေတဲ့ goal lane ကို maximum ပဲတော့ပဲနဲ့ fighter တွေဆော့လာတယ် mid တွေဆော့ mid တွေဆော့လာတယ်အဲ့လိုဆော့လာတဲ့အခါမျိုးမှာဒါရဲဘာဖြစ်လို့အဲ့လိုမျိုး meta shift တွေဖြစ်လာရသလဲပေါ့နော်အဲ့ဒီကိစ္စကိုကျွန်တော်တို့ကဆွနေပြီးသွားမယ်ပေါ့နော်ဟုတ်တယ်နော်ဒီပတ်တွေမှာနော်အဲ့ update ပြောင်းသွားတဲ့အတူ goal lane မှာလည်းအဲ့လို hero တွေကခဏခဏတွေ့နေရနော် cc တို့ bane တို့နောက်ပြီးလို့ရှိရင် lu nose တို့အားမျိုးဆော့လာကြတယ် ဆိုတော့ကျွန်တော်တို့ကအခုလောစရာတော့ဘယ်လိုလဲဆိုလို့ရှိရင်အဲ့ဒီ coach power of view နဲ့ player power of view ပေါ့နော်ဂျက်ဆင်ရော player power of view ကျွန်တော်ရော coach power of view အဲ့လိုပုံစံမျိုးနဲ့ဒီ buffalo goal line မှာအဲ့လို fighter တွေဆော့လာရတာလဲဆိုတဲ့အချက်တွေကိုကျွန်တော်တို့ကစပြီးတော့ဆွေးနွေးပေးသွားမယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်နေရာကျွန်တော်ကနေပြီးတော့ပဲဆက်လိုက်တော့မယ်အဲ့တော့ကျွန်တော်ကတော့ coach power of view အရာနေပြောမယ်ပေါ့နော်ဒီ goal line မှာ mass man တွေမဆော့လာရတဲ့အကြောင်းကအာ shape patch တွေမှာလဲကျွန်တော်တို့အနေနဲ့က ထားပါတော့ဒီ goal ဒီ goal line ကနေရလာတဲ့ goal game ပေါ့နော်ဒီ minion တွေကိုလက်စရလာအဲ goal တွေကိုလည်းကျွန်တော် shot လိုက်တာမျိုးကြီးရှိတယ် goal crack ကိုလည်း net fan အမျိုးကြီးရှိတယ်ဒါတစ်ချက်ပေါ့အဲ့ဒီတော့ကျွန်တော်တို့ဒီ goal line ကိုအထောင် sort ရဲ့ carry row sort ရဲ့အခါမျိုးမှာအာ fan identity လိုက်သွားတယ်ဒါမဲ့အခု loss ရဲ့နောက်ဆုံး patch changes အရာဆိုရင်တော့အဓိကအရေးကြီးဆုံးအချက်ကတော့ဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဟိုတစ်ချက်ကဘာလဲဆိုတော့ကျွန်တော်တို့ဒီ flexibility ပေါ့ flexibility ဆိုတဲ့အဓိပ္ပာယ်ကဘာကိုပြောချင်တာလဲဆိုလို့ရှိရင်အာကျွန်တော်တို့ coach တွေအနေနဲ့ကြတော့ drop တွေမှာဗျာ plus hero ဆိုတာမျိုးရှိတယ်အဲ့ plus hero ဆိုရဲ့ຢာဒီ hero တပောင်ဒီ role အတိုင်းမှာဆုတ်လို့ရတဲ့ဟာမျိုးပေါ့ပုံမှန်လို့ရှိရင်ကျွန်တော်တို့က body အထုပြောမယ်ဆိုအကိုင်းထားပါဗျအကိုင်းလို့ရှိရင်တော့ jungler ဆုတ်လို့ရတယ် ab ဆုတ်လို့ရတယ် drone ဆုတ်လို့ရတယ်အဲ့တော့ကိုတယောက်ကအတင်းအတင်းကအကိုင်းပြထားပြီးလို့ရှိရင်ဒီအကိုင်းကဘယ်မှာဆော့ရမှာလဲဆိုတဲ့ကိစ္စခမရနေနဲ့ခတ်တယ်အဲ့တော့အာလိန်နေမချက်အရာတာကျွန်တော်တို့ပဲဖြစ်ဖြစ်သူ့ကောင်တာကျွန်တော်ပဲဖြစ်ဖြစ်ပစ်တဲ့ဟိုဘက်ကကိုကပြန်ပစ်တဲ့အခါမျိုးတွေမှာဒါနည်းနည်းစဉ်းစားခတ်ကြက်တယ်ပေါ့ဗျအဲ့တော့ဒီမှာကြည့်လိုက်ပါနော်ဟိုဒါဆိုဒါကျွန်တော်တို့ဒီ unity fan ရဲ့ draft face နောက်ပြီးတော့အဲ့ဒါဒီအဲ့လိုအင်ဒိုတွေမလေးမလေးတွေထားပါတော့အခုဖိလစ်ပင်းတွေဒီအကောင်လေးရှိမှလဲကျွန်တော်တို့အာအများဆုံးသုံးရတဲ့အဲ့ plus hero ဆိုတာကဒီကောင်တွေကဘယ်လိုလဲဆိုရင် draft center မှီတယ်ဆိုတာကရှေ့ဆုံးပစ်လိုက်တဲ့ fast fit 3 pit ထဲမှာ plus hero ပေါ့ပါမယ်ပေါ့အဲ့ဒါဒီတစ်ဖက်ကဟို coach ကိုလုံးဝစဉ်းစားရချက်စီတယ်စဉ်းစားစဉ်းစားရချက်စီတယ်နောက်ထပ်ထပ် ban ရမယ် second ban 4 ban နဲ့ fifth ban မှာဘာ ban လို့ ban မှာမသိစေရဲအဲ့လိုဝေဝဲများတဲ့ဟာမျိုးဖြစ်စေရဲအတွက်ကြောင့်ဒါမျိုးပါမှာအဆင့်မှီရဲဆိုတာမျိုးသူကတွေးကြတာအင်ဒိုမားအဲ့လိုပဲတွေးကြတယ်အဲ့တော့ ဒီမှာကြည့်လိုက်မယ်လို့ရှိရင်ကျွန်တော်တို့နေနေရခုဆိုရင်ကျွန်တော်တို့ key fan back ကဒီ solution နဲ့ CC CC ကိုပစ်လိုက်တယ်ပေါ့နော်အဲ့နေထားရဆိုဒီနေရာမှာ CC ကကျွန်တော်တို့ကဒါ ESP လား goal line လားဘာလာမတဲခွဲဘူးနော်ဟလာကိုလင်းလေးသွားနိုင်လို့ easy လေးသွားနိုင်တယ်ဆိုတော့ကျွန်တော် first pick မ ாரிய ပစ်တာနော်ဟုတ်တယ် first mariya ပစ်တာ first mariya ပစ်တာဖြစ်တယ်အဲ့တော့ဟိုဒီဘက်ကအာယူကပြန်တွေးရမယ့်အခါမျိုးတွေမှာဆိုလို့ရှိရင်အနေငယ်တိုင်ပတ်တယ်ပေါ့ဗျာအခုဒီမှာသူက solution နဲ့ slot ပစ်တယ်အဲ့တော့အဲ့မှာခေါင်းသီးထားမှာတစ်ခုကအဲ့လို flash ချင်တဲ့အတွက်ကြောင့် ဒီဘက်ကဒီဖန်ဘက်ကပြောမယ်ဆိုလို့ရှင် ASP နဲ့ဂိုလင်းကိုထပ်မပစ်တော့ဘူးခုပစ်လာတဲ့ကင်မီဆိုတော့မေဟီရိုကြီးပေါ့နော်အဲ့ဒီဒီနေ့မှသာ ASP ဟျူတော်ထပ်ပစ်လိုက်တော့စီစီဂိုလင်းဆိုတာသိသာတော့မှဖြစ်တယ်လို့မျိုးပဲအာဂိုလင်းတော့ပစ်လိုက်မယ်ဆိုလို့ရှင်ဒါစီစီ ASP ဆိုတာသိသာတော့လိမ့်မယ် အဲ့တော့ကြောင့်သူကဒီနေရာမှာဘာလို့ဘာလို့လဲဆိုတော့ကျွန်တော် ace me နဲ့ကိုလိမ်မှာဆော့လို့ရမယ့် hero ကိုရှောင်ပြီးတော့မှ kimmy လို့ hero မျိုးပစ်လိုက်တယ်ဒီ kimmy ကဒါ me hero ဖြစ်နေတယ်အဲ့တော့အခုချိန်ထိတော့ဒီ aju အနေနဲ့ကဒီ cc ဒီကိုလိမ်လိုက် ace လောက်ဆိုတော့မတဲခွဲသေးဘူးအဲ့တော့ကြောင့်ဒီဘက်က ban ရမယ့်နေရာ4 5 4 5 ban လို့ ban ရတဲ့အခါမျိုးတွေမှာ aju အနေနဲ့အများကြီးစဉ်းစားရတယ်ဘာစဉ်းစားလဲဆိုတော့အာကိုလိမ်မှာဆော့ဆို heritage ban မို့လို့သလား lunos ban မို့လို့သလားဒီ cc ကကိုလိမ်လား ace လားဆိုတဲ့ကိစ္စအခုမှမဆိုရင်ဒါဒီကောင် cc ကိုကျွန်တော်တို့ကဒါ ace လို့သတ်မှတ်တဲ့အတွက်ကြောင့်ဒီမှာ grand jury ဘာ ban ထားတာမျိုးရှိရပါဘောနော်အဲ့လိုမျိုးရှိရတဲ့အတွက်ကြောင့် တစ်ဖက်ကကိုဟစ်တင်နေတဲ့ driver ရန်ခတ်တာမျိုးဖြစ်လာတယ်ပေါ့နော်ဒါကတော့ကျွန်တော် flexibility လို့ခေါ်လိုက်မယ်အဲ့ဒါနံပါတ်1အချက်နံပါတ်2ချက်ကကျတော့ဘာလဲဆိုတော့ lane advantage ပေါ့ lane advantage ကဘာကိုပြောချင်လဲဆိုတော့ကျွန်တော်ဒီ lane တာရယ်ပေါ့ဗျာရှင်းရှင်းလေးပါပဲ max man တွေမှာကျွန်တော်တို့ယင်ရဆိုလို့ရှိရင် goal lane မှာက common lane နဲ့ဆော့ကြတယ်ဟဲ့လား cloud carry ဟောနော်နောက် bruno လို hero မျိုးကအစ common lane နဲ့ဆော့တာမျိုးရှိတယ်နောက် hustle ဆက်တဲ့ hustle ဆက်တဲ့ မင်းအာမတ်စမန်တော်များလည်းလိမ့်တာလေးရှိတယ်ဒါပေမဲ့အခုနောက်ပိုင်းဖိုက်တာတွေကြောက်တော့သူက fighter emblem မအောင်မှ life speed ပါယူတာ spare man ပါယူတာဖြစ်တယ်လို့မျိုးပဲเนาะ brace might နဲ့ဆိုတော့ကြောက်တော့ဒီကောင်ကဘာလို့ဆိုတော့လိမ့်မှာ sustain နည်းနည်းဖြစ်တယ်ဗျာဒီလားအဲ့တော့ဒီလိုနေထားလို့ချက်ကြည့်လိုက်မယ်ပေါ့နော်အဲ့တော့ကျွန်တော်ဘယ်မှာတွေ့ရလဲဆိုတော့ကြောက်တော့ ဒီမှာဆက်ကြည့်မယ်နော်ကျွန်တော်တို့ဒါကဘာလဲဆိုတော့ CC goal lane နဲ့ CC goal lane နဲ့ဘာနဲ့တွေ့နေရလဲဆိုတော့11နဲ့တွေ့နေတယ်11ဆိုတော့ရောတော့ဖျင်က inspire နဲ့ soldier ဟဲ့လား inspire နဲ့ soldier ဖြစ်တဲ့အတွက်ကြောင့်ဒီကောင်ဒီ11တော်တော် player တော်မများ level 1မှာ inspire ပေးပြီးတော့တစ်ဖက် enemy ကိုအသေးဖျဲတယ်သူက passive ပွင့်သွားပြီဆိုလို့ရှိရင် true damage ထိရတဲ့အတွက်ကြောင့်နားလဲနားတယ်ဆိုတော့လိန်တာလေးရှိတဲ့ hero လို့ပြောလို့ရတယ်ဗျာ11မတိုင်အောင်မှဖျဲလို့ရတဲ့ hero လို့ပြောလို့ရတယ်ဒါပေမဲ့ဒီနေ့နေထားမှာ CC ကကြတော့သူကဘာလဲဆိုတော့ festival blood ရဲ့ now brace mic ဒီက brace mic ပေါ့ဗျာအဲ့လိုအဲ့ brace mic ကြောင့်သူကသွေးပြန်တက်မယ် sustain ဖြစ်မယ်ပြီးရင်ကျွန်တော်တို့ region လေးပါလေးနှိပ်လိုက်မယ်ဟေးဆိုလို့ရှိရင်တော့ဒီဝန်ဝန်ပေးလိုက်ရတဲ့ inspire ဆိုတာကမပါလို့မျိုးတော့ဖြစ်ဖြစ်သွားမှာပေါ့နော်ကဲတော့မှချက်ကြည့်မယ်ဘရိုဒီကိုကြည့်နော်ကိုလုံးကြည့်ဟိုဆလာတဲ့ကဝန်ဝန်က CC ကို inspire inspire ပြီးဖြည့်ဖို့ကြိုးစားမယ်ဒါမဲ့ CC ကပြန်ပြီးတော့မှသိလား fan channel နဲ့ပြန် fan channel နဲ့ပြန် trade တယ်ပေါ့နော် fan channel နဲ့ပြန် trade ပြီးတော့မှ now brace mic လေးအကူနဲ့အသွေးပြန်တက်မယ်အဲ့ဒါဆိုလို့ရှိရင်ကြတော့ ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ကခဏကြာလို့ချင်းရိုကြည့်မယ်ဆိုရင် CC ရဲ့တွေ့ရအပြည့်ဖြစ်နေအောင်တွေ့ရလိမ့်မယ်ဒီမှာ CC တွေ့ရယော်ရလို့မထင်အောင်ဟောနော်ဒီဘက်တစ်ဘက်ကတွန်းရကျွန်တော်တွေ့သုံးဖို့တဘုံတော့ပဲကျွန်တော်ကျွန်တော်ပဲမယ်ဒီ CC ကတော့တွေ့ရယော်ရလို့မထင်အောင်ဘောနော်အဲ့တော့ဆိုလိုရတယ်ပဲလိမ့်မှာဆက်နေဖို့အတွက်ကကျွန်တော်ဝန်ဝန်နေနဲ့ဆက်နေဖို့မလွယ်တော့ဘူးဗျာတစ်ဖက်မှာ CC ကကျတော့အဲ့လိမ့်မှာ Chris ဆက်စားလို့ရတယ်လို့ Chris ကိုထပ်တိုက်လို့လည်းရတယ်အထူးသဖြင့်ဒီဘက်ကအဲ့လိုဘက်ကတွေကြာလာအချိန်ဆိုလို့ဝန်ဝန်ဒီတော်ကမှလုံးဝနေလို့မရတော့နေထားမျိုးဖြစ်လာတယ်ပေါ့အဲ့တော့ပြောမယ်ဆိုလို့ရှင်တော့ဒါလိမ့်တာတဲ့အချက်ချက်ရှိရယ်အဲ့ဒါလည်းသူ့ရဲ့ emblem ရွှေ့မှုနဲ့သူ့ရဲ့ဒီ fighter ဆိုတဲ့ ဟိုပါဗော။ role ကြောင့်ဗောနော် fighter ဆိုတော့ဒီ hero type ကြောင့် sustain ဖြစ်နေတယ်ဗောနော်။အဲ့ဒါနှစ်ချက်။နံပါတ်3ချက်ကကြောက်ပါလို့ဆိုတော့ဆောကကျွန်တော်ပြောခဲ့ expanding river ဗောနော်။ပြီးခဲ့အပတ်ကကျွန်တော်ပြောခဲ့ expanding river ။ expanding river အခုကျွန်တော်တို့နောက်ဆုံး update မှာပါလာခဲ့တယ်။ map မျိုးစား၄မျိုးတွေကတမျိုးဖြစ်တယ်။သူကဘာဖြစ်လဲဆိုတော့တတဲပေါ်ကအနည်းချိန်ကြလို့ရှိရင်သူက river အကြီးပေါ်လာတယ်။အဲ့ river ကြီးကဒီ jungle area တွေပါအကုန်ဖုံးသွားတယ်။နော်။တတဲကြီးအာတတဲပေါ်ကနည်းချိန် လော့ပေါ်ကနေအချိန်လော့ပေါ်ပြီးအချိန်တားတယ်ပေါ်ပြီးအချိန်တွေမှာအဲ့လို river အကြီးပေါ်လာဒီလို river အကြီးပေါ်နော်။ဟွန်းဒီလို river ဒီလို river အကြီးပေါ်လာ။ဟာ55စက္ကန့်လို့ဟွန်း55စက္ကန့်လောက်55စက္ကန့်လို့မှာပေါ်လာတယ်။အဲ့လိုပေါ်လာပြီးဒီကောင်ကြီးကအဲ့ဒါအဲ့တားတယ်တောက်လျှောက်အကြီးမှာရှိနေရော။အဲ့တော့ expanding river အသာကျဲရဘာလို့လို့ရလဲဆိုတော့ကျတော့ fighter ဆိုတော့အများသောအဖြစ်အများသောအဖြစ်ကတော့စလာရရလည်းဘဖိုးရပြီဆိုလို့ရှိရင်တော့ပြေးချလို့ရနေတာမှရှိ။အဲ့တော့ဒီနေရာမှာ CCD ဒီလိုမျိုးပြေးပြီးတော့မှဒီတားတယ်တွေပြေးဆန်လို့ရပါမယ်။ဘဝဝန်ကျတော့ ူကမတ်မန်ဆိုတာဖိုင်အောင်မယ် last ဘယ်ဆန်လာဆိုင်လို့မရဘူးအဲ့တော့သူများတွေကဖန်တွေရမယ်အချိန်မှာ first set တယ်မှာတည်းကဖိုင်မန်အရင်ကဆိုကျွန်တော်တို့ဟိုးရင်မတားရဲဆို first set တယ်ဆိုတော့လူလုံးရှိလိုက်ရင်4မန်ပဲမတ်မန်တော့ fan နဲ့ပုံမှန်ပဲဒါပေမဲ့အခုကျတော့သူကဘာဖြစ်လာလဲဆိုတော့ကျတော့အာဒီဘက်က fighter လာချနေတဲ့အချိန်မှာကိုဘက်ကမတ်မန်ဖန်တွေရမယ်ဖန်တွေတော့အနေထားလေးတစ်ခုပဲဖြစ်သွားရပါတော့အဲ့တော့တတဲမှာမြင်ဘယ်လိုဖြစ်လဲဆိုလို့ရှိရင်4 fight တွေဆိုင်ရမယ်အနေထားမျိုးဖြစ်လာရပါတော့ပီရီယာနာဗီဂိမ်းအဲ့တော့ explanatory ပါဒီမှာ ော့ဒါလေးကို share ကြည့်လိုက်ဒီဘွဲမှာဆိုသိရလိမ့်မယ်ကဲ expanded river မဖြစ်ခဲ့ရင်တော့မှသူကဘာဖြစ်လဲဆိုတော့ကြတော့ဒီ fighter အနေနဲ့ကဒီ jordan river လေးနဲ့လဲလာဆိုင်မယ်ဆိုရင်ဆိုင်လို့ရတယ်ဗျာသူရွေးချယ်မှုပေါ်မူတည်ပြီးတော့သိရမှာဘိန်းလို့ပါလို့ဆိုလို့ရှိရင်လေဒီကောင်လေးအားလီမှာ damage ထွက်တဲ့အခါကျတော့အားလီမှာ damage ထွက်တဲ့အခါကျတော့လာဆိုင်နေဆိုလာဆိုင်လို့ရတယ်နာဗီကဲခုဒီမှာဆိုတာတတဲ dance စနေပေါ့နော် ရိုးဒီမှာကြည့်မယ်ဆိုဘိန်းလာနေဟလာဘိန်းလာနေအဲ့တော့လာဆိုင်နေဆိုအိဒိဗေပါဗျာကျွန်တော်ဟိုလိုမျိုးကြီးတော့မဟုတ်ဘူးသိမလားဟိုလိုမျိုးကြီးဆိုအိဒိဗေကအာ plain data data ဒီဘိန်းကဒီနောက်တော့ထိရောက်လာပြီမှာလာဆိုင်နေရမျိုးလည်းမဟုတ်ဘူး သူကလာပြီလာရဲဆိုအေးလေးပြလိုက်အောင်အဲ့လိုလာဆိုအေးလေးပြလိုက်တာနေဦးမှာတစ်ဖက်က granger ရှိကနေပါတက်လာလဲဆိုတော့တိုင်ဘိန်းလေကိုဆင်းသွားပြီနော်ဆိုတော့အဲ့ဘိန်းလေကိုဆင်းသွားပြီနော်ဆိုတော့စကားကြီးကိုဒီဘက်ကဟာဘူစာတို့ကကြားလိုက်ပြီဆိုတော့အဲ့အုပ်စုကဘာဖြစ်သွားလဲဆိုတော့ဟာတိုင်ဘိန်းရောက်လာပြီအဲ ADE လာပြစ်တော့မှာပဲငမန်းလာတိုက်တော့မှာပဲဘာလို့ရမလဲဆိုတာမျိုးတစ်ချက်တွေးသွားရဗျာအဲ့အချိန်မှာသူကဒီနေရာမှာဒီနေရာကိုဒီနေရာကိုလူတဲ့ဘက်တရီမှာထွက်ကောက်ကောင်တွေကတုံဆိုင်ရောက်ရတယ်အဲ့အချိန်မှာဘိန်းတင်လာလာပြီရောင်လေးပြလိုက်တာနေနေပြီးသွားတယ်ဒါမျိုးပဲဟိုလိုမျိုးကြီးဝင်လာပြီးတော့ plane ပြီးပြီးတော့ ADE ပြီးပြီး ဖလစ်ကပေးပြီးတော့စိုင်းစရာမလိုဘူးအရောင်ပြလိုက်ရရပြီဆိုတဲ့အနေထားပေါ့နော်အဲ့တော့ဒီလိုလုံးလို့ရတဲ့အနေထားကြောင့်လည်းကျွန်တော်တို့ဒါဖိုက်တာရဲ့ပို့ပြီးတော့တင့်တော်တယ်မိုဘယ်လက်တီတွေပါတယ်ဘိန်းဆိုစကေတူးလေးနဲ့ပြေးလာလေလို့ရတယ်နောက် ပြီးတော့လည်းဒီမှာဟုတ်လို့ဟုတ်လို့ revive ရှိနေပေါ့နော်ဆိုတော့ပို့ပြီးတော့နောက်ပြီးတော့ဆိုတော့ granger ကြီးလာနေရတဲ့ဘိန်းလာနေရဆိုလို့ရှိရင်ဘိန်းလာတော့ပိုကြောက်ကြရဗျာနောက်ပြီးတော့ဒီလာဟိုဘက်ကပြောလိုက်တယ်အဲ့ granger ဆင်းသွားပြီနော်အလဲဟိုဆိုလဲ granger လာတော့လာပေါ့ရောသွားလိုက်မယ်ဆိုတော့မျိုးရှိရင်ရှိရှိပေမဲ့ဘိန်းကြတော့အဲ့လိုမျိုးမခံလေးစားမလုပ်ရဘူးဖိုက်တာကြတော့လည်းမခံလေးစားမလုပ်ရဘူးဟုတ်လား ဘိန်းလာမလားစီစီလာမလားလူနို့လာမလားဒီကောင်းလေးလာရင်ကျတော့အာလီဒမ်းမထွက်တဲ့အတွက်ကြောင့်ဒီကောင်းလေးမခိုင်စမ်းမလို့ရဲဘူးအဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီဒီဂိုးလေးနေမှာအခုနောက်ပိုင်း first shot တွေမှာ fan တွေအားမဲ့ match match ဆက်လို့ချင်း first shot တွေကိုဒီ river လေးနဲ့လာ join ပြီးလို့ရမယ် fighter တွေကိုပို့ပြီးတော့စောင့်နေကြရတယ်ပေါ့နော်ကဲတော့နောက်ထပ်နံပါတ်၄အချက်ကကြတော့ fighter ကိုလေးဖြစ်တဲ့ကြောင့်တက်ခတ်တယ်အဲ့တော့ကျွန်တော်ဒီ scenario တွေချက်ကြည့်လိုက်ပေါ့နော်ဒီမှာဆိုရင်ဒါက key ရဲ့ key ရဲ့ဟောပေါ့ CC ဂိုးလေးပေါ့နော်ပုံမှန်ကျွန်တော်9မိနစ်ကျော်လာတဲ့အချိန်မှာ ရိုမာနဲ့ဂိုလိမ့်နဲ့ပေါင်းပြီးတော့မှတစ်ဖက်ကဒီစီစီဂိုလိမ့်ကိုခန်းကျင်တယ်ဒါပေမဲ့အဲ့ချိန်မှာစီစီမုတ်ခွဲနဲ့ဘရိုးအနေနဲ့ဒါမော်စကိုလိုပဲတွေးလိုက်မယ်ဆိုရင်တော့မှဒီမော်စကိုဟာဖန်မင်းစပိတ်ပိတ်ခံရမယ့်နေရာမှာရှိရပါတော့ဒီခြောင်နဲ့ဝဝရဲ့အားယူသူခန်းခံနိုင်မလွယ်ဘူးဒါပေမဲ့ဒီနေ့မှာ CC ကြတော့သူက fighter ပဲ fighter ဆိုတော့ကြတော့သူသဖြင့်ရည်စုံရှင်းလို့ hero နဲ့တွဲဆော့တဲ့အခါမှာကိုယ့်ဘက်က roma နဲ့ mid ကကိုယ့်ကရ roma နဲ့ mid ကဒီလိုမျိုး ဟို vision လေးပြထားလိုက်အောင်ရပြီနော်ဒီ goal လေးကိုသွားသွားပြီးတော့အခုဒီခြောင်ကြီးလို့သွားကြည့်ပေးနေကြမလို့ခြောင်ကြတော့ဝဝနဲ့ဆော့နေရဖြစ်တဲ့ကြောင့်ဝဝနားသွားပြီးတော့မှဝဝမားရတဲ့အကွက်မျိုးတွေရှိတယ်အဲ့လိုချိန်မျိုးမှာ CC ကြတော့ပစ်ထားလို့ရတယ်ဗျာဟုတ်လို့ဂန်းကခတ်တော့ဘလို့ဘာလို့ဂန်းကခလဲဆိုတော့မှကြည့်မယ်တော့သွေးပြေနော်သွေးပြေမှာအခုခြောင်မှာကန်လိုက်ပြီခြောင်မှာကန်လိုက်တယ်ခြောင်မှာကန်လိုက်တာတော့မှဗန်ညာပေးလိုက်တဲ့အချိန်မှာမှလေဗန်ညာမရှိရဟုတ်လားဗန်ညာပေးလိုက်တဲ့အချိန်မှာသွေးကမှာအပြည့်အကျဉ်းသေးရတွေ့ရလိမ့်မယ်ဝဝ inspire မရှိတော့ ဟုတ်လားအဲ့တော့စပယ်အများကြီးရတယ်ဗျာအဲ့တော့ဒီလိုဟီးရိုးတို့ကောင်ဗန်ညာအဲ့လိုဂိုးလိမ်းမှာဗန်ညာအင်းနဲ့ထိုင်နေတဲ့ဟီးရိုးတို့ကောင်သွားခင်းရတာတော်တော်ခက်တယ်အခုဒီမှာဆိုသူကသူကန်လိုက်တာပဲလေသူလည်းကန်လိုက်တာပဲတကယ်လည်းကန်လိုက်တာပဲတကယ်လည်းကန်လိုက်တာပဲချောင်းအာဒီကောင်ဝိုင်းอืมချောင်းအာဒီလည်းကုန်တယ်နော် ချောင်းလည်းကုန်တယ်ဝဝ inspire လည်းကုန်တယ်အဲ့တော့မမဒီ CC ကသွေးပြင်းနေကြတယ်ဆိုတော့ gain ကတော်တော်ခက်တယ်နေတာအဲ့တော့တို့ကတစ်ဖက်ပြန်တစ်ဖက်ပြန်ပြီးတော့အာချောင်းအဒီမရှိတော့ဝဝ inspire မရှိဘူးဆိုတော့ကြောဒီ tower တိုက်ရှင်လာတိုက်လို့ရတယ်ဒီနေရာကို pressure ပေးရင်လာပေးလို့ရတယ်နောက်မို့ဒီနေရာဒီနေရာမှာပြန်ဆုံးပြီးတော့မှဒီ tower တွေယူချင်လာယူလို့ရတယ်ဒါအများကြီးလို့လို့ရပါတယ်ပေါ့နော်ဆိုတော့အဲ့ဒါဒါဒီလေးချက်မြောက်ချက်ကပါလဲဆိုတော့ gain ကရန်ခက်လို့ပေါ့နော်အဲ့တော့နောက်ဆုံးချက်အနေနဲ့ကပါဖြစ်လို့ရှိရင်ဒီ fighter ဆိုတာက mass manage လို့ရှိရင် scaling မဖြစ်ပါဘူး scaling မဖြစ်ဘူးဆိုတဲ့ဟာဘယ်လိုဟာမျိုးပြောချင်လဲဆိုတော့ဒါ scaling hero ဆိုတာမျိုးပါကြောက်တော့ item 3ခွက်မှ စပြီးပါလာတာမျိုး Holy Crusader ထွက်တော့မှဆော့လို့ရတဲ့ဟီးရိုးမျိုးဥပမာ Harry လို့ဟီးရိုးမျိုး Holy Crusader ထွက်တော့မှစပြီးတော့မှသိရမလားဒါမေးစထွက်တဲ့ပုံစံမျိုး तू ကတတိပါဆက်ပြင်းတော့ dash လို့ရတာမှန်တယ်သို့တော်လည်းပဲဒါမေးကထွက်လာဆိုမှထွက်သေးဘူးအဲ့လိုပဲ Moscow လို့ဟီးရိုးမျိုး Trinity 3 3ကြောင်းထွက်မှထွက်လို့ဆော့လို့ရမယ် Battle လာ join လို့ရမယ် ဒီလိုမျိုးအဲ့လိုနေရာမျိုးမှာကဲဒီ CC တို့ကြောင့် Wi-Fi ဆောင်းထွက်တာနဲ့လိုက်ချလို့ရပြီလက်ပု Wi-Fi ဆောင်းထွက်တယ်လိုက်ချလို့ရပြီ Wi-Fi မထွက်လိုက်လိုက်ချလို့ရတယ်အဒီကအဲ့လို Fury Hammer လေးပါမလားပနတ်လေးပါမလား level 100ရနေကိုချလို့ရပြီကွာအဲ့တော့ scaling ဖြစ်เสียလုံးဝမရှိဘူးမဲမဲမြန်ကြီးနေလို့ရတယ် main creation လာပြရနဲ့ဝင်တိလိုက်လို့လို့ရတာမျိုးဖြစ်တဲ့အတွက်ကြောင့်အဲ့တော့ဒီမှာကြည့်လိုက်မယ်လေကျွန်တော်တို့အဲ့ရဲ့ scaling မဖြစ်ဘူးဆိုတော့အဒီကအချက်ကတော့ဒီတို့နေရာမျိုးပါပေါ့နော်ဟိုဒီမှာဆိုရင်ဒီဘက်ကဒါ isolation နဲ့ဘိန်းနေပေါ့လား isolation နဲ့ဘိန်းနေ ဆောင်းစကတာတဲ့ဆိုင်ကျင်တယ်တစ်ဖက်က granja ဖြစ်နေ granja ဆိုတာမျိုးဘရိုသိရတဲ့အတိုင်းခု granja လို့ရှိရင်ကဲဒီမှာသူ sky bee ဆိုတာ first line ထည့်ထားတယ် sky bee ဆိုတာ first line ထည့်အစဉ်ပြေလောက်အောင်ပြေသေးဘူး stack ကရအောင်မှအဲ့ဒါဆို sky bee ဆိုတာရအောင်တော့ကျတော့ချပါလိုသေးလဲဆိုတော့ဖနယ်လေးလည်းအပြည့်လိုသေးလားဒါမှမဟုတ်လို့ရှိရင်လည်းဟို fuel ထမလေးများလိုသေးလား hand side လေးများလိုသေးလားဒါမျိုးတွေရှိတယ်ဘိန်းကြောင်အဲ့လိုမဟုတ်ဘိန်းကြောင်အဲ့လိုမဟုတ်ဘလိုလဲဆိုခုမှသူဘာပြီးွားလဲဆိုတော့ magic 1 2000 5000မပေါဘူးเนาะအဲ့လိုနေထားမျိုးသူဘာလုပ်လဲဆိုတာချက်ကြည့်လိုက်မယ်နော်ဟော flicker အရင်နဲ့ရိုက်ရိုက်ရမှာခါတန်းပြီးတော့ဒီ granja တန်းသေးွား အဲ့တော့အဲ့နေရာမှာတာမန်မက်ကစမန်ဆိုလို့ရှိရင်တစ်ဖက်ကဂိုးလိန်တော်ကိုတမ်ဘတ်လို့ရပါဘရိုရီလိုဟီးရိုးမျိုးကလွဲလို့အခုမက်တာမှာဖြစ်နေရဲ့မက်ကစမန်နေထဲမှာဘယ်ရက်ထရစ်ဘရိုရီလိုဟီးရိုးမျိုးကလွဲလို့ကျန်တဲ့မက်ကစမန်နေရအဲ့လိုမရပါဘူးဆော့ဘီလိုဝန်ဝန်လားမော်စကိုလားဘယ်လိုမျိုးမျိုးမဆိုဖိုင်အောင်မယ်ဘိုင်ဝိုင်းကြီးလိုပြတီးလို့မရအောင်ဒါပေမဲ့ဒီလိုနေမှာဘင်းကသူဒီမှာကုမှုသုံးသွားတဲ့ဟာဒီဘာပဲရှိသေးလဲဆိုလို့ရှိရင်ဒီမက်ဂျင်ဝန်လေးနှစ်ချောင်းဖက်တော်မပေါ့အဲ့ဒါလေးရယ်ဖလစ်ကလေးအဲ့ဒီသုံးလိုက်တဲ့အခါဟိုဘက်ကဒီ ်တစ်ဖက်က grand ကြာတမ်းပြီးပြတ်သွားတဲ့ဟာမျိုးရှိရပါတော့ဆိုတော့အဲ့တော့ scaling မဖြစ်ဘူးအဲ့တော့ကြောင့်ကျွန်တော်တို့အနေနဲ့ဆိုတော့လိုမျိုးတစ်ဖက်အသင်းကို pressure ပေးတဲ့နေရာမျိုးတွေမှာအာအရန် effect ဖြစ်တယ်ပေါ့နော်ဒီ hero ကိုကြောက်ကြရပေါ့အားလီမှာ damage ထွက်တယ် damage ထွက်တယ်ဆိုကြောက်ကြရမျိုးရှိရပါတော့အဲ့တော့ဒီချက်တွေကြောင့်ပဲအချင်းအချင်းတို့မြေပြောင်းမယ်ဆိုလို့ရှိရင်တော့ number 1ချက်သည်ကျွန်တော်တို့ draft coach တွေရဲ့ flexibility draft မှာလုပ်လို့ရတယ် number 2ချက်ကကြတော့ဘာလဲဆိုတော့ lane တာတယ် number 3ချက်ကကြတော့ဒီ expanding river map တွေမှာဆိုများတော့အဖြစ်ဒါဒီဆုံးရှင်မပိုင်တော့မှကျွန်တော်တို့ဒီ fighter goal lane နေနဲ့ဆော့ပြီးတော့ plane လိုက်စုပြီးလိုက်ဆိုင်လို့ရတယ်ပေါ့နော်။နံပါတ်၄အချက်ကဂန်းအရန်ခတ်တယ်။ fighter ဝင်နေတော်တော်များများသည်တွေးတက်တယ်။နောက်တွေးတက်တဲ့ space ပါတယ်။နောက်ပြီးတော့ဟို brand jet နေပါတယ်။ flicker တွေပါတယ်။အဲ့လိုဖြစ်တဲ့အတွက်ကြောင့်ဒီကောင်တွေကတက်ရခတ်တယ်။နောက်ပြီးတော့ tamam maximum နေထက်လည်းပို့ပြီးတော့ hp ပို့များရတယ်ပို့မာတယ် armor တွေပါတယ်ပေါ့ဗျာ။သိရမလား။သူရဲ့ emblem ရွေးချက်မှုရ။နောက်ဆုံးတစ်ချက်ကတော့ not scaling မဖြစ်ဘူး။မြောက်ဆောတွေးခဲ့တဲ့အတိုင်းပဲဒီ bane ရဲ့ဒီ enemy တစ်ချက်ကပြောမယ်ဆိုလို့ရှင်ဒီ enemy တစ်ချက်က မရှိဝင်လေးနှစ်ချောင်းနဲ့နေသူကဒါမေးကလောက်နေပြီဟီရိုကောင်သေးဖို့အတွက်ဒါမေးကလောက်နေတယ် level အခု7ပဲရှိသေးရပါတော့ဆိုတော့ဒီချက်တွေကြောင့်မကြတော့ဒါကတော့ကျွန်တော်ဒါကကျွန်တော်ကိုယ့်ရဲ့အမြင်ပေါ့နော်ပြီးရင်တော့အခု Jason ကသူ့ရဲ့ player point of view ကနေပြီးတော့မှဘာဖြစ်လို့ဒီ fighter တွေဆော့နေရလဲဆိုတော့ session ပြပေးလိမ့်မယ်ဗျ